လူနာတင်ရင်အသင်းတွေက အာနာသိမ်းပြီးချိန်ကစပြီးဖိအားမျိုးစုံခံရတဲ့ပရဟိတအဖွဲ့တစ်ခုဖြစ်ပါတယ်။ဖန်စီခံရတာတွေရှိသလိုပြစ်ခတ်ခံရတာတွေလည်းရှိပါတယ်။ဒါအပြင်လူငယ်တွေနှဲပါလာလို့ပရဟိတအသင်းမှာကူညီသူတွေမရှိတော့တာရန်ပုံငွေရရှိဖို့ခက်ခဲလာတာတွေကိုလည်းရင်ဆိုင်နေကြရပါတယ်။ဒီအခြေအနေတွေကြောင့်လူနာတင်ရင်အသင်းတွေကနေသက်နေပါလာနေပါပြီ။ ဒါကြောင့်လဲခုအချိန်မှာနယ်ဘက်မှာရှိတဲ့ပြည်သူတွေစမ်းမာရေးနဲ့ပတ်သက်ရင်အချိန်မီဆေးကုသနိုင်မှုအခက်အခဲရှိလာနေပါတယ်တနေသာမြို့နယ်အောက်ကင်းရွာခြေဆိုင်စစ်ကောက်စီအမတ်99ခော့ချင်းမြန်တရင်ကစစ်ကောက်စီတပ်သား2ဦးဟာကင်းတော်ဝကြာနေချိန်ထွက်ပြေးပြီးတနေသာပြည်သူ့ကာကွယ်ရေးအဖွဲ့စီလက်နက်နဲ့အတူဗက်ပြောင်းခုလိုလာတယ်လို့တွန်လိုင်းတပ်ဖွဲ့ဝင်တွေစီကတရားပါတယ်။ ဆော်လာ19ရက်နေ့မှာစကုတ်စီရင်တန်းဖြတ်တန်းဖို့အတွက်တနင်္သာရီမျိုးနဲ့ဗန်လမှုရွာနဲ့ပနတ်ငယ်ရွာတို့ကြားမှာလန်ကင်းတာဝါကြားချင်းလန်နေတဲ့အတူထွက်ပြေးလာပြီးတနင်္သာရီပြည်သူ့ကော်မတီအဖွဲ့စုံ၅စီပတ်ပြောင်းလာတာပါထွက်ပြေးလာသူတို့ဟာစကုတ်စီတပ်ကဖမ်းဆီးပြီးနောက်အာရမဆက်မှုထမ်းဖို့စစ်ခိုင်းခံရသူတွေဖြစ်တယ်လို့တွန်လိုင်းတပ်ဖွဲ့ဝင်တို့ကဆိုပါတယ် အဲ့ဒီတက်သားတဲ့စူဆောင်းခံရသူနှူဟာ MA3 တနက်နလက်ကြီးပေါက်9ခုကြီးတော့140ယူဆောင်လာတယ်လို့တနေသားပြည်သူ့ကော်မတီခွဲရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ပပြောင်းခုတ်လုံလာသူနူဦးဟာရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်အမှတ်၁ဂျိုးဖြူစစ်တင်တန်းလေးကြီးအကြောင်းမှာစစ်မှုထမ်းတင်တန်းအပတ်စစ်တင်တဲ့အပတ်စဉ်ကိုတင်တန်းသားတွေဖြစ်တယ်လို့ဆိုပါရယ် အဲ့ဒီတင်တန်းကြောင်းမှာတင်တန်းနှစ်လောက်ခွဲတက်ပြီးတဲ့နောက်တနေ့တိုင်းအတိုင်းပုတ်ပြင်းမျိုးနဲ့စကားက73မှာမုံမှန်တင်တန်းနှစ်ပတ်တင်ရတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီနောက်မြိတ်မျိုးအမှတ်133တက်မှာနေရအကြနေထိုင်ခဲ့ရပြီးတနေ့တာမျိုးနဲ့အောက်ကေးရွာအခြေဆိုင်ခမရငငါခေါ်တက်မှာတာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။မြိတ်ခရိုင်မှာစော်လာတဲ့တွန်လိုင်းတပ်ဖွဲ့ဝင်တွေစီဗက်ပြောင်းခုလိုလာတဲ့စစ်ကောက်စီတပ်ဖွဲ့ဝင်9ဦးထိရှိတယ်လို့တွန်လိုင်းတပ်ဖွဲ့ဝင်တွေစီကတီးရပါဗျ။